ကိုတန်းရောက်ပြီးဆယ်တန်းရောက်ရင်တော့ငါကြိုးစားမှာပဲကောင်းမှာပဲဆယ်တန်းရောက်လဲရောက်ငါတက်ကတူရောက်တော့ရင်ပျော်မှာပဲဖိုကတ်တော့ပြောက်သွားတယ်။ဘာလို့ဖိုကတ်ထားလို့ထားမှမသိဘူး။မင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့ပထမဦးစွာကာရဝပြုပြီးတော့နှုတ်ခွန်းဆက်တတ်ပါတယ်။ဒီနေ့ဦးဇင်ကဘာကြောင့်ဆွေးနွေးချင်တယ်လဲဆိုတော့ um လူငယ်တွေတမက လူဆိုတဲ့အတိုင်းဝိုင်းအแทမှာထင်ပေါ်ကြော်ကြားနေတဲ့ပျော်ရွှင်မှုဆိုတဲ့ခေါင်းစဉ်အောက်မှာရွှင်ရွှင်လိုပါတယ်။ဘာဖြစ်လို့အဲ့လိုပြောရလဲဆိုတော့လူတိုင်းလူတိုင်းမှာပျော်ရွှင်မှုဆိုတဲ့အရာကိုနစ်နစ်ချက်ချက်လိုလားနေသလိုလူတိုင်းကလည်းဒီအရာကိုမှတ်မောနေကြတယ်။တချို့ကျတော့ပျော်ရွှင်မှုရဖို့ပြဿနာများများရှိဖို့ထင်နေကြတာ တချို့ကြတော့လေကိုလိုရာရပြီဆိုရင်ဖြစ်ပေါ်လာတဲ့ခံစားချက်ကပျော်ရွှင်မှုလို့တတ်မှတ်ကြတယ်။နောက်တခြားလူကြတော့ကိုပင်းနာမှာကိုချစ်ခင်နေတဲ့လူတယောက်ကပင်းနာမှာလာရှိနေတယ်ဆိုရင်ဖြစ်လာတဲ့ခံစားချက်ကလည်းပျော်ရွှင်မှုလို့ထင်ကြပါတယ်။ဒီလိုပါပဲပျော်ရွှင်မှုရဖို့နှီးမျိုးမျိုးနဲ့အတူအရာများအလုံးကိုတချို့ကြတော့ရင်းနှီးမြှုပ်နှံနေရတယ်။တချို့ကြတော့ စိတ်ညစ်လာတဲ့အခါမှာအခုခေတ်လူငယ်တွေဆိုရင်ပို့ပြီးတော့တိတာပါတယ်။ဘာဖြစ်လို့လဲဆိုတော့အလုတ်စမပြေတဲ့အခါအလုတ်ထဲမှာ pressure တွေများလာတဲ့အခါမိသားစုဝင်ထဲမှာပြဿနာတစွန်တရာရှိလာလို့ရှိရင်လူငယ်တွေကဘာလို့လေးရှိလဲဆိုတော့တချို့ကျတော့ပျော်ပျော်ပါပါအရက်တွေပိုင်းတောက်ကြတယ်။ဒါပေမဲ့ဦးဇင်းတို့ပြန်တွေးကြည့်ရတာစိတ်ညစ်နေတဲ့အချိန်မှာအရက်သားတောက်လိုက်ရင် အဲ့ရမိုးလာလို့ဆိုရင်အဲ့စိတ်ငင်းကပျောက်မသွားလေကြက်နေတော့မှပြောချင်တာကဒီလိုပျော်ရွှင်မှုတချို့ကြတော့ပျော်ရွှင်မှုရဖို့ကဘဝနဲ့ရင်းနှီးမြှုပ်နှံခဲ့ရတယ်တချို့ကြတော့သစ္စာအများရင်းနှီးမြှုပ်နှံလုပ်ခဲ့ရတယ်တချို့ကြတော့ကိုယ့်ရဲ့ကုန်တက်ခါနဲ့ရင်းနှီးခဲ့ရတယ်တချို့ကြတော့ကိုယ့်ရဲ့အချိန်ကိုပါရင်းနှီးမြှုပ်နှံခဲ့ရတဲ့သူတွေမရေမတက်နိုင်လောက်အောင် များပါတယ်အဲ့ဒီလိုဖြစ်လာပြီးဆိုရင်ဦးနှုတ်ပြောချင်တာက ပျော်ရွှင်မှုတစ်ခုကိုလိုလိုလားလားနဲ့အမျက်တနိုးလိုချင်နေဆိုရင်အဲ့လောက်ထိ အရင်နည်းမြုပ်နဲ့လှုပ်ဖို့မလိုပါဘူး။ဘာဖြစ်လို့လဲဆိုတော့ပျော်ရွှင်မှုဆိုတဲ့ကောင်းစဉ်ကပြဿနာအမှလည်းရှိတာမဟုတ်ဘူး။စိန်ခံပစ္စည်းတွေအောက်မှ ရှိမနေပါဘူး။ဘာဖြစ်လို့လဲဆိုတော့တခါတော့ဟာတဲ့လူငယ်တယောက်ကပௌဒ္ဓမြတ်စွာဘုရားညောင်ပြအောက်မှစွန်းဖုံးနေတဲ့အချိန်မှာလူငယ်တယောက်ကမြင်လိုက်တယ်။အဲ့ဒီလူငယ်ကဖြစ်ချင်တော့ အဲ့နေ့မှာသူအလောက်ကန်လဲစုမပြီးဘူးအဲ့ထက်ပူဆိုးတာကသူ့ရဲ့မိသားစုဝင်နဲ့လည်းပြဒနာလည်းရှိနေသေးတယ်ရှူတောင်းပေါင်းစုံပြဒနာရင်ဆိုင်လာတဲ့အခါမှာလူတွေကဘာပဲမှတ်မောကြလဲဆိုပျော်ရွှင်မှုဆိုတဲ့ပန်းတိုင်ကိုပဲ focus ထားကြတယ်အဲ့ဒါကြောင့်မလို့သူကဗုဒ္ဓကိုတွေ့တဲ့အခါမှာတွားပြီးတော့ရှောက်တယ်ဘာရှောက်လဲဆိုရင်ဗုဒ္ဓမြတ်စွာဘုရားတပြီတော့ပျော်ရွှင်မှုဆိုတဲ့အရာကိုနိမ့်နိမ့်ချက်ချက် လိုလားပါ၏ဖျာဗုဒ္ဓမြတ်စွာဘုရားဘာဖြေတယ်မတ်လို့ပျော်ရွှင်မှုကိုလိုလိုလားလားလိုချင်နေဆိုရင်ငါဆိုတဲ့စကလုံးကနေပေါ်လာတဲ့အတ္တစကလုံးတွေကို အတ္တဆိုတဲ့ emotion တွေကို control လုပ်နိုင်ဖို့လိုအပ်တယ်။ဥစဉ်တော့လူငယ်တွေကငါဆိုတဲ့ခေါင်းစဉ်အောက်မှာနှိမ့်မြုပ်နေကြတာမနှဲမနှောပါပဲ။ငါတာရမှဖြစ်မယ်။ငါတာလိုချင်တယ်။ငါတာဖြစ်ချင်တယ်။ရှင်းပြောရရင်ဥစဉ်တော့ငယ်ငယ်တုန်းကအတက်ကြီးရှင်ကြရလေ။ ဥမာအတက်၈နှစ်ဆိုရင် အတက်၉နှစ်ဖြစ်လာရင်တော့ငါကောင်းမှာပဲ၉တန်းရောက်ပြီး၁၀တန်းရောက်ရင်တော့ငါကြိုးစားမှာပဲကောင်းမှာပဲ၁၀တန်းရောက်လဲရောက်ငါတက်ကူတူရောက်တော့ရင်ပျော်မှာပဲ focus တာပြောက်တယ်ဘာကို focus ထားလို့ထားမှမသိဘူးငါဆိုတဲ့စကားလုံးကြောင့်မလို့အဲ့ဒါကြောင့်မလို့ပျော်ရွှင်မှု တကယ်ရချင်တယ်ဆိုရင်နဲ့ဗုဒ္ဓကဆုံးမထတာရှင်းရှင်းလေးပါပဲငါဆိုတဲ့ကောင်းစင်အောက်မှာအရင်ဆုံးဖြောက်နိုင်အောင်ကြိုးစားပါ ဆိုလိုရင်အတိတ်ပြကြတော့ကိုယ်အတွက်ကိုတွေးတာထက်အများအတွက်ကိုခယူးဆိုင်ပြီးတွေးပြတာ professional standard အတွေးပေါ့နော်အဲ့လိုဖြစ်ပြီးဆိုရင်တဖြည်းဖြည်းနဲ့စိတ်ထဲမှာကဘာဖြစ်လာတယ်ဆိုတော့နှွေးထွေးတို့ခံစားလာရလိမ့်မယ်နှွေးထွေးမှုတို့ခံစားလာပြီးနောက်ပိုင်းမှာဘာထပ်ပြန်ရမလဲဆိုတော့တခြားလူလုံနိုင်ကိုင်းနိုင်တခြားလူ ဖြစ်အောင်လုပ်နိုင်တခြားလူပန်းတိုင်ရအောင်ရှောက်နိုင်ခဲ့တဲ့လူကိုကမြင်တဲ့လူတိုင်းကိုရှင်းရှင်းပြောရရင်ကိုထက်တာတဲ့လူကိုမြင်လို့ရင်ပီတိဖြစ်တယ်အောင်အရင်ဆုံးကြိုးစားကိုထက်တာတဲ့လူကိုကိုကပီတိဖြစ်အောင် မတွေးနိုင်တိ ਉ ဆိုရင်ဘရိုမပျော်ရွှင်မှုမရနိုင်ပါဘူး။ဘာဖြစ်လို့လဲဟိုလူကကိုနဲ့ဆိုင်လည်းမဆိုင်တိ ਉ ကိုကအဲ့ဒါကိုတွေးပြီးတော့မှအဲ့ဒါကိုမြင်ပြီးတော့မှဟိုလူကတော့ဘာမှမသိဘူး။ဒါပေမဲ့အဲ့ဒါကိုမြင်ပြီးနောက်ပိုင်းကိုစိတ်ထဲမှာ negative ဘောဟာနေ negative emotion နေဖြစ်နေလို့ရှိရင်ပျော်ရွှင်မှုဆိုတဲ့ positive ဘလို့မှမွေးဖွားလို့မရပါဘူးဒီ termine city ဆိုတဲ့ TNC channel ထဲကနေကြည့်နေတဲ့မိတ်ဆွေတငယ်ချင်းများအားလုံးနဲ့အတူပျော်ရွှင်မှုကိုတကယ်လိုလားတယ်ဆိုရင်ပထမတစ်ချက်ကငါဆိုတဲ့စကလုံးကနေဖြစ်ပေါ်လာတဲ့အတ္တစိတ်ကို အရင်ဆုံး control လုပ်နိုင်ရမယ်နံပါတ်2အချက်ကိုထက်တာတဲ့လူကိုထက်ပျော်ရွှင်နိုင်အောင်လုပ်တဲ့လူ ရှင်းရှင်းပြောရရင် ကိုထက်အယယာအလုံးတန်တဲ့လူအပေါ်မှာပီတိဖြစ်နိုင်အောင်အရင်ဆုံးစ조사မှာအဲ့လိုတွေးနိုင်မှကိုရဲ့ဘဝ negative ဆိုတဲ့အရာက short ချတော့ပြီးတော့မှ positive ဆိုတဲ့ emotion ကနေတဖန်ပြန်လည်ပြီးတော့မှ ဖွင့်ပြလာမှာပဲဖြစ်ပါတယ်ဒီပျော်ရွှင်မှုဆိုတဲ့ပတ်သက်တဲ့အရာတွေကိုဦးစင်တင်มาပဲညီကုန်းချုပ်လို့ပါတယ်အောက်မှာ comment နဲ့အတူ ရေးခဲ့ပြီးတော့မှမြင်မြင်လို့ရပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ပါမယ်။ပျော်ရွှင်မှုဆိုတဲ့ focus လေးကိုလက်နိုင်ပါစေလို့နှုတ်ခွန်းဆက်တာပြီးတော့မှညီကုန်းချုပ်ပါတယ်။ကျေးဇူးပါ။